အခုတက်ဆက်ပေးမယ့်အားစားစဉ်ကတော့ US Open Semi Final ဆင်မှာ Serena Williams နဲ့ Lina တွေ့ဆုံခဲ့ပြီး Federer စတိုးစားဆင်မှာထွက်ခဲ့ရဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျင်းပလျက်ရှိတဲ့ US Open Grand Slam Tennis ပြိုင်ပွဲမှာပြီးခဲ့တဲ့အင်္ဂါနေ့ပွဲစဉ်များပြီးမှအမျိုးသားတဦးချင်းပြိုင်ပွဲမှာ Quarter Final တို့ရောက်ရှိနေပြီးအမျိုးသမီးပြိုင်ပွဲမှာ Quarter Final ပွဲစဉ်နှစ်ပွဲရှင်ပြန်ကစားခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။ အမျိုးသမီး quarter final ပွဲများမှာ Serena Williams က seeding 16ရာ Spain tennis player Carla Navarro ကိုနှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး seeding 5 Lina က seeding 25ရာ Russia tennis player Makarova ကို၃ပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။ semi-finals မှာ Serena Williams နဲ့ Lina တို့မှာထိပ်တိုက်တွေ့ဆုံခဲ့ပြီးထိပ်တိုက်တွေ့ဆုံမှုမှာ Serena Williams က၈ပွဲနိုင်၂ပွဲရှုံးနဲ့အပြတ်အသတ်သာရထားက Grand Slam ပြိုင်ပွဲများမှာ၄ချိန်မြောက်တွေ့ဆုံမှုဖြစ်ပေမဲ့ US Open မှာတော့ပထမဆုံးချိန်တွေ့ဆုံခြင်းပဲဖြစ်ပါတယ်။မျိုးသမီးပြိုင်ပွဲမှာ ကွာတာဖိုင်နယ်ရောက်ရှိဦးစီးရင်မှာစီဒင်ထိပ်ဆုံးရ10ဦးစီးရင်မှာ3ဦးသာပါဝင်ခဲ့ပေမဲ့အမျိုးသားရှိဦးစီးရင်မှာ6ဦးထိပါဝင်နိုင်ခဲ့ပါတယ်အမျိုးသားတူးချင်းကွာတာဖိုင်နယ်အဆင့်သို့ဘီဖိုးဆင်းမှာရောဂျာဖက်ဒရာတူးတာစတိုတာဆင်းမှာထွက်ခဲ့ရပြီးဂျိုကိုဗစ်နာဒယ်တို့မှာပြိုင်ဘက်များကို၃ပွဲပြတ်အနိုင်ရကအန်ဒီမာရီမှာပထမပွဲမှာအရေးနှိမ့်ခဲ့ပေမဲ့နောက်၃ပွဲဆက်အနိုင်ရကကွာတာဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။ရောဂျာဖက်ဒရာမှာစီဇန်၁၉ရာစပိန်တန်နစ်သမားတိုမီယိုဘရီဒိုကို၃ပွဲပြတ်အရေးနှိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ဖက်ဒရာအနေနဲ့2002ခုနှစ်နောက်ပိုင်း Grand Slam ပြိုင်ပွဲ၄ရက်စလုံးမှာဘောလုံးပွဲတက်ရောက်နိုင်ခြင်းမရှိခဲ့တဲ့ပထမဆုံးနှစ်ဖြစ်ပြီး Robredo နဲ့ထိတိုက်တွေ့ဆုံမှုဆက်တပွဲမှာပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။လက်ရှိကမ္ဘာစစ်ခုနှစ်နေရာထိရောက်နေတဲ့ Federer မှာ Stutter ဆင်မှာရေးနေခဲ့ပေမဲ့ပြိုင်ပွဲအပြီးထုတ်ပြန်မဲ့ကမ္ဘာစစ်မှာနံပါတ်6နေရာကိုတက်လန်းနိုင်မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။